ခုမြန်မာပြည်မှာလက်ရှိယုံတင်နေတဲ့တရေကားပေါ့အဲ့တရေကားနဲ့ပတ်သက်ပြီးတော့ literally ဝေဖန်မလို့လားစစုမပူလို့စိုက်တဲ့နေရာမှာစက်တလုံးနေရာယူလိုက်တော့เนาะအဲ့ဒီဇာကားနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ဟိုလူကလည်းဟိုလူကောင်းနေဒီလူကောင်းနေဟိုလူမျိုးဒီလူမျိုးဆိုတဲ့ခါကျတော့အော်လို့ကိုလည်းကိုကိုကဒီလူမျိုးမကောင်းတဲ့အကြောင်းပြောတယ်ဆိုလို့ရှိရင်ကိုလည်းလူတွေစက်မကပ်ပြီးတော့လာဆဲကြမှာလေဒါမှလည်းနည်းနည်းပပတော့ပြောချင်တာပေါ့เนาะဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ မင်းသားနှစ်ယောက်ပေါ့နော်အဲ့စကားထဲမှာအမင်းသားအငယ်နှစ်ယောက်ပါတယ်အဲ့မင်းသားနှစ်ယောက်ရဲ့သွားပေါ့နော်ဒီဗန်နီယာသွားတွေကကြတော့ခုနဆောင်တိုက်ခန်းကိုမီးမထွန်းမဲ့တောင်မှလင်းနိုင်တဲ့အကြီးအချင်းတောင်မှရှိနေတယ်ပေါ့နော်သွားတွေကအဲ့လိုမျိုးဖွေးပြီးတဲ့ခါကျတော့သူတို့ဆိုလို့ရှိရင်ကွန်ဆာလိုက်ကာရိုက်တာဆိုလို့ရှိရင်လည်းတခန်းမှာဆိုလို့ရှိရင်လည်းနီးခြင်းတလို့နီးမနီးခြင်းတလို့နှစ်ခန်းမှာဆိုလို့ရှိရင်လည်းနီးခြင်းတလို့မနီးခြင်းတလို့ပေါ့နော်မြန်မာပြည်ကကွန်ဆာတဲ့လူတွေကညာတော့အဖြစ်ကွန်ဂျိုးတွေတက်နေကြတာပေါ့နော် ဂျွာဘက်တွေမှာဆိုလို့ရှိရင်ပုံပုံဆိုတဲ့တချို့တွေဆိုလို့ရှိရင်ညာဘက်တွေတောင်မှသွားတိုက်ပြီးတော့အိတ်ကြတဲ့သူတွေမဟုတ်ဘူးကွယ်သွားဆိုတာမနဲ့မိုးလင်းတစ်ခါတိုက်ရလောက်တိုက်ရလောက်တဲ့အထိလိုပဲတိုက်ရတဲ့ဟာမျိုးလိုပဲအောင်းမိနေကြတာပေါ့နော်အဲ့ကြတော့အဲ့ဒီသွားရဲ့ကာရိုက်တာကိုတော့မကြိုက်ဘူးကျန်တဲ့ဟာတွေကတော့စင်လို့ကောင်းလားမကောင်းလားတော့ကိုယ်လည်းမကြည့်ရတဲ့ခါကျတော့မသိဘူးပေါ့ရင်အဲ့တော့သွားချက်မှရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်သွားကအိယာဝင်အိယာထားတိုက်ရပါတယ်တိုက်ပြီးတဲ့ခါကျတော့ဒီ water flosser တွေဘာတွေနဲ့အဲ့လိုမျိုးလေဒီသွားကဒီလိုမျိုးသွားတိုက်ရုံနဲ့တွေမပြောင်ဘူးကွာမပြောင်တဲ့ခါကျတော့ဒီသွားကြထိုးတယ်လို့ဒီလိုကျိုးလို့ဟာမျိုးလေးတွေကိုစွဲပြီးတော့သွားကြတွေတော့ clean လုပ်ရတယ်နေ့စဉ်အမှုလုပ်ရတဲ့ဟာပေါ့နော်ပြီးတဲ့ခါကျတော့ဒီ water flosser လို့ဟာမျိုးတွေနဲ့ဒီလိုသွားတွေကိုအရင် clean လုပ်ရတယ်ဒီလိုမျိုးတိတိလေးလေး pressure gun လေးအဲ့လိုမျိုး water flosser လို့ခေါ်တဲ့ဟာလေအဲ့ဒါနဲ့ clean လုပ်ရတယ်ပြီးတဲ့ခါကျတော့သွားကိုတိုက်တဲ့အချိန်မှာရှာတွေကိုလည်းတိုက်ရတယ် ွားမှာကတ်နေတဲ့တချီးတွေဟာတချီးထူတယ်ဆိုလို့ရှိရင်ကြောက်တယ်တဲ့ယောဂတွေပါနေဖြစ်တတ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့တွားတွေကိုဂယူဆိုင်စေချင်ပါတယ်နော်ညီမပြီမှာဆိုလို့ရှိရင်ဒီတွားကို cleaning လောက်တာအောင်ဆိုလို့ရှိရင်3လတစ်ကြိမ်တို့6လတစ်ကြိမ်တို့နော်3လတစ်ကြိမ်မဟုတ်6လတစ်ကြိမ်တို့တစ်နှစ်တစ်ခါတို့အဲ့လို cleaning လောက်ရတယ်ဆိုတဲ့ဟာကိုစိတ်ထဲမှာမရှိကြအောင်အသက်ကြီးတဲ့ခါကျမှဟိုလိုလုပ်ဒီလိုလုပ်ဆိုတွားနာပြီးတော့တွားတွေကပျက်စီးတတ်ပါတယ်အဲ့ဒါကြောင့်မလို့ သွားစေးကန်းကလဲပြတင်တဲ့နေရာထဲမှာပါတယ်ဆိုတဲ့ဟာဇကားကိုကြည့်ပြီးတော့ပြောချင်ပါတယ်ပေါ့နော်ဒီဇကားထဲမှာပါတဲ့တော်သားလေးတွေရဲ့သွားလို့မြန်မာပြည်မှာရှိတဲ့ရွာသူရွာသားတွေပေါ့နော်မြန်မာပြည်သူပြည်သားတွေကလည်းသွားလေးတွေဖွေးပြီးတော့သွားချမ်းမကြီးတွေကောင်းကြပါစေလို့နောက်ပြီးတော့မှပြန်လို့ကြမယ်တတ်တောင်